ဒူဝါလက်ရှိလာကအဲ့ဒါမကြည့်ညပဲနဲ့တိုးတိုးတိတ်တိတ်လှုပ်ပြီးမှနော်ကျွန်တော်ပြင်ဆင်မယ်ဆိုရင်ဒါတမျိုးသောရအဲ့ဒါကြောင့်မို့သူတို့လည်းတန်းကြီးတာအုပ်ချုပ်ချင်တာနိုင်ငံရေးနားမလဲဗမာပြည်ရဲ့တမိုင်းကိုလည်းနားမလဲပဲလူကြီးလှုပ်ချင်တဲ့ကောင်တွေမိတ်ဆွေများလုံးမဲမင်္ဂလာပါကျွန်တော်တို့ခုမနက်ပိုင်းမှာတော့ကျွန်တော်စနိုက်ပါဆုရဲ့တရင်လေးတွေကိုနားထောင်ပြန်ပါဗီဒီယိုလေးတစ်ပုတ်ရင်းဆုံးကြည့်အောင်ပြောရမယ်ဆိုအန်ယူဂျီမပေါ်ဘူးဆိုရင်တော့ကျွန်တော်ဖြည့်ချင်းလို့ရတာပေါ့ အဲယူကြီးပေါ်လာတဲ့ခါကျတော့သူနဲ့လည်းတွဲဖက်လှုပ်လို့ရသူကလည်း policy ချကိုကလည်း policy ချ policy ကြီးပြညှိနှိုင်းရတယ်အယူစစ်ကြီးမှာအော်လက်ခံလူရှိရလက်မခံလူရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဓာတ်တွေလှုပ်သွားဖို့ဥပမာဗျာကျွန်တော်တို့ကအရေးကြီးတာတွေမထုတ်ပြန်ခြင်းဘူးဟုတ်မဒူဝါလက်ရှိလာလားသူကနိုင်ငံတော်တို့အရေးပေါ်ညင်ညာချက်တယ်အဲ့တော့တခါတည်းဒီကနေ့ကစပြီးမှစစ်ညင်ညာလိုက်ပြီဆို 他今年八妈变成母亲，爸八五十嘞。他 <noise> 啊，俺俺女子啊，嫁过去云南，云南嘛，都在田土本幺些嘛嘛地嘞，什么地呀那个，我讲来乌家了。招来伊啊，去干老鼠，招来伊别不说老鼠大嘛，有的哩米虫嘛，哎嘛招来伊啊，伊嘛，就那米沃就冒出这种个老鼠了，就那么看能收下来，哎，不米有得喽个。 tu qua là xí la ở mà chỉ nhập về nè chú chú chơi chơi lâu vậy mà nó cho nó biết xem mẹ tôi người ta trông như do ở đâu cho một tru là đánh gì đó ốc sâu trên nè này ngay cái nam này bà má bị cái tâm máy của lên nam này về lưu chí lâu trên nè con người lưu chí là má bị rồi con của má là đánh gì biết à cái này đi học má là đi đi à ta quá lâu về má là ấy là má đánh gì thì nhiều má là 你把你们那些怎么？ မိဘပြည်မအတွက်အကျိုးရှိစေမယ့်သတင်းလေးတွေကိုရှေ့ပိုင်းမှာတင်ဆက်ပေးရခါမှာကျွန်မခုစိတ်လိုလိုက်ပြီးတော့သတင်းလေးတစ်ခုထပ်မံတင်ဆက်ချင်ပါရှင့်ဒီသတင်းလေးကကျွန်မစိတ်လိုလိုက်ပြီးတော့တင်ဆက်တာပါဒီကကျမနိုင်ငံမှာဓာတ်ကြောင်တွေဆိုတာရှိပါရှင့်ဓာတ်ကြောင်ကဒေါင်ကြက်ပေါ့နော်ဒေါင်ဆိုဒေါင်ကြက်တွေပေါ့အဲ့ဒီဒေါင်ကြက်တွေကဘာဖြစ်လဲဆိုတော့အခုဆိုရင်ဒီငလင်လောက်တာသူတို့ကြောက်ဆိုပြီးတော့ဝန်ခံလာတယ်တွေ့ရရှင့်ဒီလားငါဒေါသထွက်လို့ငလင်လောက်တာဆိုပြီးတော့ပေါ့နော် online မှာ post တင်တဲ့သူကတင်းချို့ကြောက်လဲလုံခဲနှစ်ကငါက အဒီငလင်းကိုကြိုတင်ပြီးခန့်မှန်းခဲ့တာအခုတော့မှန်နေပြီမဟုတ်လားဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးပြောတဲ့သူကပြောပါရှင်ဒါပေမဲ့ငလင်းကိုနောက်ထပ်ခန့်မှန်းပေးနိုင်တဲ့ပုံကိုလည်းရှိခဲ့တယ်နော်အဲ့ပုံကိုရကဘယ်လိုလဲဆိုတော့မိုးလေဝသပညာရှင်တွေပါရှင့်။ဒီရှာရှာနေတဲ့ကျွန်မတို့နိုင်ငံမှာမိုးလေဝသပညာရှင်ချင်းဥထုံးလွင်ကလည်းစကားပြည့်ရကြောကြီးနဲ့ပတ်သက်ပြီးတော့တတိပီစကားလေးတိတိကျကျကိုပြောပြသွားပါတယ်ရှင့်။နော်ဝေပါဝါရှိရတဲ့သူတွေကျွန်မပြောပြချင်တာပါ။လူတက်ကဝေပါဝါရှိမှဒါတွေကိုခံမနိုင်တာမဟုတ်ပါဘူးရှင့်။ သိလားအဲ့လိုပြောချင်းဆိုကျမလည်းစက်တလပိုင်းတော့ကဒီငနေနဲ့ပတ်သက်ပြီးတော့စကမ်းပြည့်ရကျော်ကလှုပ်ခတ်နိုင်တယ်ဆိုပြီးပြောခဲ့တာပဲလေကျမဝေပါဝါမှမရှိအရှင်ပြောနိုင်ခဲ့တာပဲဘာကြောင့်လဲကျမမြန်မာနိုင်ငံကပြည့်ရကျော်အကြီးပေါ်မှာတည်ရှိနေတဲ့နိုင်ငံကြီးဖြစ်နေရလေသိလားကျမဟုတ်နိုင်ငံကတကယ်ကိုပြည့်ရကျော်ကြောက်ပြချက်ကြီးနှစ်ခုဒီလိုပေါင်းနေနေရလေမှနိုင်ငံတည်နေတာဒါကျမတို့အားလုံးရဲ့ တဘာဝတရားကြီးကပေးလိုက်တဲ့အရာပဲရှင့်ကျွန်တော်တို့ခံယူရရှိလိုက်တဲ့အရာပဲအဲ့တော့ဒီလိုနိုင်ငံမှာငလင်ဖြစ်တယ်ဆိုတာထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးရှင့်နှစ်ပေါင်း30တခါနှစ်ပေါင်း50တခါနှစ်ပေါင်း100တခါဖြစ်နေမှာပဲကြီးကြီးမားမားဖြစ်တဲ့ငလင်တွေကတော့နှစ်ပေါင်း100ပတ်ဝန်းကျင်မှာဖြစ်တယ်လေပေါ့နော်ဒါဒီပညာတွေလေ့လာတဲ့သူကသိနိုင်တဲ့ကိစ္စရှင့်ဝေပါဝါရှိတယ်မိုးလွယ်သားပညာရှင်ထက်ကိုပိုပြီးတော်လဲဆိုတော့ရက်တိကျခံမှန်းပေးလေဒါဆိုတော့ကျမတို့ချိမို့မှာပေါ့နော်အင်မတန်ဟူခါတဲ့လောကလေးစားသွားမယ်ရှင့်အဲ့ဒါဆိုတော့ဘယ်နေ့ဘယ်လမှာ ငနေလောက်မယ်ဆိုပြီးအတိအကျပြောရင်ကျမတို့ပြင်ဆင်မှာပေါ့ရှင်အင်ပြင်မှာထွက်နေမှာပေါ့အဲ့လိုလဲပြောနိုင်ကြရတာမဟုတ်ဘူးမိုးလေဝသပညာရှင်တွေလောက်တော့မှတိကျကျပြောနိုင်ခြင်းမရှိဘဲနဲ့ဒီလိုခုံစားတာကတော့တင့်တော်တဲ့ကိစ္စတော့မဟုတ်ပါဘူးရှင်ကျမတို့နိုင်ငံမှာကခါကြရဲ့ဓာတ်ကြောင်လေးပေါ့နော်ဒီလားဓာတ်ကြောင်လေးရှိရဲ့ရှင်ကိုယ့်ရဲ့စိတ်စွမ်းရည်ပေါ်မှာ confidence ရှိရဲ့သူတွေပေါ့နော်အဲ့ဒီလူမျိုးတွေကဒီငကားတိုက်တို့ဘာတိုက်냐တိုက်ဆိုရဟာလေဆက်ဆက်ပြီးတော့လေသူတို့ကိုသူတို့အဲ့လိုမျိုးထင်မြင်ယူဆတွေးတောနေတတ်တယ်ရှင့် တကယ်တော့ငကားတွေပါလေဆိုတာသူကတိရိစ္ဆာန်ပုံထဲမှာပါတယ်ပေါ့နော်အဲ့တော့ဒီတိရိစ္ဆာန်ပုံကလူပုံကနိုင်နေရှင်ပြီးတော့တိလာပြီးတော့ကျမတို့တန်တရာမှာဆိုရင်ကျမတို့မဖြစ်ဘူးတဲ့ဘဝဆိုတာမရှိဘူးကျမဒီဘဝမှာသတင်းတင်ဆက်သူတယောက်ဖြစ်နေတော့ခန်းနှင်းစုစနိုက်ပါစုဖြစ်တယ်ဟုတ်တယ်နော်။နောက်ဘဝမှာကျမဘဝပေါင်းကြောင်များစွာဘီလီယံနဲ့ချီတဲ့ဘဝတွေကျမကြုံဆုံခဲ့ပြီးပြီ။အဲ့ဒီဘဝတွေမှာကျမဟာဆိုရင်နတ်လည်းဖြစ်ခဲ့ဘူးမှာပဲ၊ခွေးလည်းဖြစ်ခဲ့ဘူးမှာပဲ၊လောက်လည်းဖြစ်ခဲ့ဘူးမှာပဲ ဂျိုသားလည်းဖြစ်ခဲ့ပုံမှာပဲဘယင်လည်းဖြစ်ခဲ့နိုင်တယ်မိဖုရားလည်းဖြစ်ခဲ့နိုင်တယ်စစ်သူကြီးလည်းဖြစ်နိုင်တာပဲတရောင်းသားလည်းဖြစ်နိုင်တာပဲဟုတ်တယ်လားကျမကြီးကောင်းတယ်ဆိုရယ်ဖြစ်ခဲ့နိုင်တယ်ကျမကြီးမကောင်းတယ်ဖြစ်ခဲ့နိုင်တယ်ကျမတို့ဘုရားမြတ်စွာတော်ခေါ်ခဲ့တယ်လေလူတွေဆိုတာတူးနဲ့တူးတန်တရားကြီးကဘယ်လောက်ထိရှိလဲဆိုတူးနဲ့တူးဆွေမျိုးမတော်ဆက်ဘူးတဲ့သူတော်မရှိဘူးတဲ့တိလားအဲ့လိုဆိုစဉ်းစားကြည့်ပါဦးခင်ဒီလောက်ရှည်လျောက်လျတဲ့တန်တရားကြီးတဲ့မှာကျမတို့ငကားလည်းဖြစ်ချင်းဖြစ်မှာပဲတီတောင်လည်းဖြစ်ချင်းဖြစ်ခဲ့မှာပဲဒါထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးရှင့် ပြီးတော့ငကားပုံတွေပါရင်မရှိဘူးမို့ရှိရင်တော့ကျမလက်ခံနေယုံကြည်ရယ်ကျမတို့ဗုဒ္ဓဘာသာမှာကိုကဘုံဌာနများစွာရှိရယ်ဆိုတော့ယုံကြည်ပြီးသားရှင့်ဒါပေမဲ့ဒီကြာတွေကကျမတို့လက်ရှိရှိနေလူသားတယောက်ရဲ့တန်ဖိုးကိုပေါ့နော်နှိမ့်ချသွားလောက်တဲ့အထီကိုပြောဆိုပြီးတော့ဂုံတင်တာမျိုးကလုံအောင်မဲ့ကိစ္စမဟုတ်ဘူးရှင့်နဂါးတွေဆိုတာလူလောကရောက်တဲ့အခါမှာသူကအကြောင်းတရားအမျိုးမျိုးကြောင့်ရောက်ရတယ်လို့ကျွန်မကြားဖို့တယ်။တချို့ကကုတုပြုတ်ပေါ်လာတာ တချို့ကကြတော့ငကားပြည်မှာမဟုတ်တာလုပ်တဲ့အတွက်အပြစ်ခံမှုအတွက်လူပြည်ကိုပို့ခံရတာလည်းရှိရတဲ့ပြီးတော့ငကားတွေမှာလည်းစင်တဲ့မျိုးမျိုးရှိရနော်ကျမနိုင်ငံမှာငကားလာဖြစ်ပြီဆိုကြည်လာရရှင်ငကားမင်းသမီးငကားမင်းသားဆိုတာကြီးပဲငကားဖယင်းတော့ပါသိလားငကားမှာလည်းသူအစင်နဲ့နှိမ့်ကြတဲ့ငကားရှိရနော်သိလားလူတွေလိုပဲရှင်သိလားအာမန်ငကားတွေအများကြီးရှိရပြီးတော့ကျမထင်တာတော့မြန်မာနိုင်ငံကိုပြောက်လာတဲ့ငကားတွေကငကားပြည်မှာအပြစ်လုပ်လို့မြန်မာပြည်ကိုပို့ခံတဲ့ငကားတွေဖြစ်မယ် ဒီလားအဲ့မြန်မာပြည်ရောက်လာတော့သူကမနေတိုင်းမနေတဲ့မထိုင်တဲ့နဲ့ကကြိုးကြောင်ကြီးဖြစ်နေငကားပြင်မှာလဲပေါက်ပြလုတ်ခဲ့တဲ့နေမှာပေါ့ဒီရောက်တော့လဲပေါက်ပြလုတ်ပြန်အောင်ဒီလားဖျားတရားလုတ်ဖို့အတွက်လှုပ်လိုက်တဲ့တကယ်အစင်မြင့်တဲ့ငကားတွေဆိုတာဒီလိုပုံစံမျိုးမဟုတ်ဘူးရှင်ကျမတို့မမြင်ဘူးမသိဘူးလို့မထင်နဲ့ကျမတို့ဗုဒ္ဓဘာသာရေးဓာတ်ရေးယုံကြည်တယ်ဓာတ်တွေကိုကျမတို့သိဖို့မြင်ဖို့တယ်ရှင်တကယ်ဖျားတရားလုတ်ပြီးတော့တကယ်ဟောပေါ့နော်ဗုဒ္ဓနာတွေမှာကူလူရောက်ရှိလာတဲ့ကုသိုလ်ပြုဖို့ရောက်လာတဲ့ပုံကိုယ်တွေကဘယ်သူမှမသိဘူးရှင်သူတို့ကိုသူတို့လည်းဝန်ခံခြင်းမရှိဘူး လူတွေကဒါသူတို့သုံးသက်တွက်ချက်ပြီးတော့ဖြစ်နိုင်တယ်ရှိရဲဆိုပြီးတော့ပြောကြားကြတာရှင့်ဒီတော့ကိုကိုနဂါးပါလို့ပါလို့ရှောက်ဝဲခံနေပြီဆိုတော့တေးကြတယ်နဂါးပြင်ပါလဲပေါက်ပြလို့လို့မောင်းထုတ်ခံရတဲ့အဲနဂါးစုပ်တွေပဲဒီလားအားတေးကြတယ်ရှင့်ကျမနဂတ်စုပ်လို့ပြောလို့ပြင်းထန်တယ်တော့မထင်တဲ့ဒီစကလုံးကိုဒီစကလုံးမရှုံးနဲ့ထိုက်တန်နေရှင်နော်လူဆိုတာတော့ဘယ်ဘွားမဆိုလာနိုင်တာပဲရှင်နော်အဲ့တော့ကိုကနဂါးဖြစ်တော့မှဂုံယူပါတယ်ဆိုတော့ဒါကိုယ်သဘောဆန်တာပဲရှင်အဲ့ဒါနဲ့မူတည်ပြီးတော့လူတွေကို ုဒ္ဓဘာသာအပေါ်မှာပေါ့နော်လမ်းလွဲစေတဲ့ကိစ္စတွေတဏ္ဍဂုံပြက်စေတဲ့ကိစ္စတွေနဂါးဆိုတာနဂါးပဲလေကိုးကွယ်တဲ့အဆင့်ထိသွားပြီးတော့တဏ္ဍဂုံပြက်စေမယ်ဆိုရင်ဒါမသင့်တော်ဘူးသိလားနဂါးကိုအရင်ကြိုက်တယ်မလေးစားလို့ရတယ်နော်လေးစားလို့ရတယ်နော်ချစ်ခင်လို့ရတယ်ကိုးကွယ်လို့မရအောင်ရှင်တဏ္ဍဂုံပြက်သွားနိုင်တယ်ဗုဒ္ဓဘာသာတယောက်နေနဲ့ဒါလေးသိဖို့လိုတယ်ဒီလိုမျိုးမသိအောင်လို့လမ်းလွဲသွားအောင်လို့နဂါးကိုကိုးကွယ်တဲ့အဆင့်ထိဖြစ်အောင်လို့လုပ်တဲ့သူတွေအားလုံးဟာအဲ့နဂါးစုပ်တွေပဲကျွန်မအလိုပဲတွက်တယ်အလိုပဲသတ်မှတ်တယ်ရှင် ်သိလားဗုဒ္ဓဘာသာတရားမှာအရေးကြီးဆုံးတရဏဂုံပဲအဲ့ဒါကိုပြည့်အောင်လုပ်တယ်ဆိုရင်အင်မတန်အဖြစ်ကြီးရယ်နော်ဒါလေးတော့စင်ကြင်မို့တင့်မှာရှင်ဒါကျမနေတက်ကြောင်လေးကိုအခွင့်အရေးရုံလေးဆုံးမစကားလေးနည်းနည်းပြောတော့ပါဒီလောကကိုကျမတိတ်ပြီးဝေဖန်တာလည်းမလုပ်ဘူးသိလားတိတ်ပြီးတော့ဟိုပြောရမယ်လို့မျက်စိမှာတော်တော်အမြင်မတော်ရင်တော့မပြောချင်သူတို့ဟာနဲ့သူတို့ပဲလှော့ထားတာပေါ့နော်သူတို့ယောဂနဲ့သူတို့ပဲသွားပစီဆိုပြီးတော့ဒါပေမဲ့ကျမတို့နိုင်ငံမှာဒီလိုအရာတွေကြောင့်ခဏတကောင်ပြည့်ရတဲ့ကိစ္စတွေဖြစ်လာမယ် ကျောင်းတို့ဘုရားတရားတန်ကရေတနာမြတ်၃ပါးလွဲလို့ရှင်အခြားကိုးကွယ်ရာတွေရှာလာကြမယ်ဆိုရင်ဒါဟာကျမတို့ဗုဒ္ဓဘာသာအတွက်အင်မတန်စိုးရိမ်စရာကောင်းတဲ့အခြေအနေဖြစ်တဲ့အတွက်ကျမဒီလိုမျိုးတင်ဆက်ပေးတာဖြစ်ပါအရှင့်တန်တန်ဆိုအလှူတန်းနေလို့ဘုရားတရားကိုမြဲအောင်နေကိုကိုချင်းတီကောင်ကိုရအောင်စောင့်ထင်းဒါဟာကျမတို့လူသားရဲ့လုံနိုင်စွာအကုန်မယ်ရှင်ဒါဟာဘာသာတရားအစုံအမတစ်ခုပဲဒါလေးကိုနားလည်ပါအခြားကိုးကွယ်ရာရှာပြီးတော့ဓာတ်လိုလိုနန်းလိုလိုပေါ့နော်ဓာတ်ကြောင်နေနဲ့ ကုလူရှက်နယ်ပြီးတော့တရန်ကုံပြက်တာတွေစီးပွားဥစ္စာပျက်စီးတာတွေဖြစ်မှာဆိုတဲ့အတွက်ကျွန်မသတိပေးပြီးတော့သတင်းလေးနေနဲ့တင်ဆက်ပေးတာဖြစ်ပါရှင့်